အားလုံးမင်္ဂလာပါရှင်။ကျမဒီတစ်ခေါက်ဆက်လက်ပြီးဆရာကြီးလူထုဦးလာရဲ့မနီးတဲ့ဘဝခရီးဆိုတဲ့ဝတ္ထုကိုအခန်းဆက်နေနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။ဘဝတလျှောက်လုံးလောကရဲ့လှိုင်းလုံးအရှိုက်အပုတ်ကိုလက်နေအောင်ခံလာရတဲ့ကိုထွန်းတင်ဟာမောင်ဝင်းမြင့်ဆုံးတဲ့အခါကျတော့သူ့မှာမျက်ရည်ကျစရာမျက်ရည်တွေကုန်တလောက်ဖြစ်နေပြီ။မောင်ဝင်းမြင့်သာမဟုတ်ဝင်းသက်ထွက်သက်ရှိကြတဲ့တက်တော်ရိုင်း နောက်ဆုံးခရီးဖြစ်တဲ့တေချင်းတရားကိုလွှဲဆောင်သွားလို့မရဘူးဆိုတာသူကောင်းကောင်းကြည့်သိတယ်။လူတိုင်းဒီလမ်းကိုသွားနေကြတဲ့ဥစ္စာတခြားလူတွေတေတော့ဘာမှမဖြစ်ပဲမသားရှင်တွေကိုတရားတော်ဟောခဲ့ပါရဲ့နဲ့ကမဝဲမြင့်သေးခါမှဘာကြောင့်ပူပင်တော့ကရောက်နေရတာပါသလဲ။ဒါဟာသင်္ခါရဓမ္မပဲ။သူ့အရေးမဟုတ်ဘူးလို့စိတ်ကိုတင်းကြည့်တယ်။ဒါပေမဲ့မဝဲမြင့်သူ့အပေါ်မှာထားခဲ့တဲ့မြစ်တာနဲ့နိတ္တဆရာစေတနာတွေကို တွေးမိပြန်လို့ မဆွေးပေမနေနိုင်ဘူးပြင်ထားတဲ့အလောင်းစင်ရှိမှထိုင်ပြီးပူဆွေးတော့ကရပ်နေတဲ့ခြားကသူနဲ့မဝင်းမြင့်ဇရက်ဖြူကထွက်လာကြတော့မိုးမလင်းသေးတာနဲ့ဘူရာလေးမှထိုင်ရင်ကို့အချောင်းကိုပြောပြီးမိုးလင်းလာတော့ကားစိတ်ကိုအလာမမုံဟင်ခါဝယ်စားကြတာကိုကိုထွန်းတင်တရေရမိတယ်ဒီတော့ကသူနဲ့မခင်မြင့်ဖုန်းကြီးပြန်ပွဲခင်းတဲ့မှာမုံဟင်ခါရီဝယ်စားပြီးတာနဲ့ရှင်ကွဲကွဲခဲ့ကြရတယ်။နောက်ရှာရင်းဖွေရင်းနဲ့ မခင်မြင့်သေးမှအလောင်းကိုတွေ့ရတယ်ဆိုတာအမှတ်ရလို့စားလက်စမုတ်ဟင်းခါကိုမြို့မကြအောင်ချစ်ခဲ့ရတယ်။အခုလဲမဝင်းမြင့်နဲ့အိမ်ခထွက်အလားမုတ်ဟင်းခါစားခဲ့ရပြီးစာမတက်ရတဲ့ကိစ္စကြောင့်၃နှစ်ကျော်ရှင်ကွဲကွဲခဲ့ရတယ်။နောက်ပြန်တွေ့လို့ပေါင်းကြရပြန်တော့လေတလှလောက်သာပေါင်းရပြီးမဝင်းမြင့်ဆုံးရှာပြန်နေ။ဒီမုတ်ဟင်းခါဟာငါကူတသက်လုံးဒုက္ခပေးတဲ့မုတ်ဟင်းခါပဲလို့မစီမဆိုင်တွေးမိပြီးမုတ်ဟင်းခါကိုမုန်းလာတယ်။ တလောက်ဒုက္ခပေးတဲ့မုခင်ကားကိုတသက်လုံးမစားတော့ပါဘူးလို့ဆုံးဖြတ်လိုက်တယ်။မဝင်းမြင့်ရဲ့အလောင်းကို သုံးရက်ထားပြီးတက်နိုင်တဲ့လောက်စီစီကားကားဖြစ်အောင်စီစဉ်တကြိုတယ်။ဂူသွင်းပြီးပြုတ်နေတယ်။အတုပကိစ္စတွေအလူအကျန်းကိစ္စတွေပြီးကုန်တော့မဝင်းမြင့်မာသွားတဲ့အတိုင်းသူနေတဲ့အိမ်ကြီးနဲ့ငွေသား2000ကိုမဝင်းမြင့်ရဲ့ဝမ်ကွေးညီအမတွေကိုပေးလိုက်တယ်။သူကတော့မဝင်းမြင့်မရှိတော့တဲ့ဒီအိမ်ကြီးမှာစစ်မနေခြင်းတော့ရာနဲ့ဘယ်သူကမှအတိမပေးပဲ သမီးလေးမခင်သူကိုခေါ်ပြီးအကိုကထွက်သွားရောယခုတစ်ကြိမ်လေးလွတ်နေတဲ့ကိုထွန်းတင်ဟာအရင်ကလေးလွင့်ခဲ့သလိုမဟုတ်ပဲစိတ်ကူးရတဲ့မြို့တွေကိုသွားပြီးဖျားလေဖူးနေတာမျိုးဖြစ်တယ်။ဒါပေမဲ့အရွယ်နှုတ်နေလှသေးတဲ့သမီးကလေးပါသူနဲ့အတူသွားလျာမှာအမြဲပါနေတာကြောင့်သမီးကိုငဲ့ညာရတဲ့အတွက်ထင်တိုင်းမပေါက်ဘူး။မိတဆိုးသမီးကလေးနဲ့ဒီလိုသာလျှောက်သွားနေရင် သမီးရဲ့ကျန်းမာရေးကထိခိုက်လိမ့်မလားလို့လဲစိုးရင်လာတယ်။ မြန်မာပြည်အနှံ့အပြားမှာရှိတဲ့တကူကြီးဖျားတွေကိုအတော်ဆုံဆုံလေးရောက်ခဲ့ပြီးဒေးဆွန်ပေါတောင်မှာလည်းကမထန်းကျောင်းကလေးတွေစောက်နေပြီးဥပုပ်ရရှိလေးစောက်ခဲ့ပြီးပြီရောက်လျာမှာမဝင်းမြင့်ကိုတတိယအတိုင်းမဝင်းမြင့်ကောင်းရမွန်ရာရောက်ပါစေလို့အမြဝေပြီးလူရတန်းရလို့ပါသမြငွေလဲတော်တော်ကုန်ပြီးစိတ်လေတိုင်းခီးကြီးပဲသွားနေလိုက်တာတနစ်ကျော်လာလို့တမိကလေးလဲတွတ်တီးတွတ်တာနဲ့စကားပြောတတ်တဲ့သုံးနှစ်အရွယ်ကိုရောက်လာပြီဒါကြောင့်တတိယရာမှာအခြေတကျနေပြီး သမီးကလေးလူလားမြောက်အောင်လုပ်ကြွေးဖို့သူ့မှာတောင်းဝန်ရှိသေးတာပါလားလို့တတိယလာတယ်။ဒီရင်နေဖို့နေရာကိုစဉ်းစားတယ်။ပကုံးမှနေရင်တော့မဝင်းမြင့်ရှိတုံးကလို့မဟုတ်လို့ငကိုကမှပြောချင်ဆိုချင်နေတဲ့ညီအမဝမ်းကွဲပြီးရှိမှမလှတဲ့မျက်နှာကိုဖဲ့ပြသလိုဖြစ်နေလိမ့်မယ်။ဒီတော့သစိမ့်ဆန်လာတဲ့ဒီဆွေမျိုးတွေနဲ့ဝေးဝေးနေမှတော်လိမ့်မယ်လို့သူစဉ်းစားမိတယ်။သူရောက်ခိုးတဲ့မြို့ကြီးတွေကိုစဉ်းစားကြည့်တော့လေ မေမျိုးမှသူ့စိတ်ကြိမ်နဲ့မတွေ့တာနဲ့နောက်ဆုံးပေးຫນွေကုန်းမြို့ကလေးဆိုရင်တော့တခြားမြို့လေးတွေနဲ့လမ်းပန်းဆက်သွင်းလဲကောင်းလို့ကြပန်းအလုပ်ပဲလုပ်ရအောင်တော့နေပြောလိမ့်မယ်လို့တွက်ပြီးပေးຫນွေကုန်းဖက်ကိုလာခဲ့တယ်။ပေးຫນွေကုန်းရောက်တဲ့အခါကျတော့အစဉ်ပြေတာနဲ့သုံးပင်နှခန်းပြင်းထောင်အိမ်ဟောင်းလေးတဆောင်ကို900နဲ့ဝယ်လိုက်တယ်။နေစရာအင်္ဂလိပ်ရလာတော့စားရည်တပ်ရည်အတွက်အလုတ်ကိုင်းဘာများလုပ်ရရင်ကောင်းပါမလဲလို့အိန္ဒိယချင်းမိတ်ဆွေတစ်တွေနဲ့တိုင်ပင်ကြည့်အောင်ပါလို့စဉ်းစားမိတယ်။ ဒါနဲ့သူ့အိမ်နဲ့မနီမဝေးမှာရှိပြီးသူမျက်မှန်းတမ်းမိနေတဲ့ဥပါတို့အိမ်ကိုကူသွားတယ်။ဥပါနဲ့အလုတ်ကိုင်အချောင်းကိုဆက်မိဆက်ရပြောကြည့်တယ်။ဥပါဆိုတာကဆက်နှပွဲသမားလို့ခေါ်တဲ့ကစားသမားပဲ။သားသမီး၉ယောက်ကိုဆက်နှပွဲလိုက်ပြီးကစားနည်းမျိုးစုံနဲ့ရှာကြွေးရင်းချောင်းချောင်းလေးလေးနေနိုင်တဲ့သူပေါ့။ကစားပွဲကရတဲ့ငွေတွေနဲ့ငွေတိုးချစားနေတဲ့သူပဲ။ကိုထွန်းတင်ကသူ့အချောင်းကိုပြောပြီးအလုတ်အကိုင်အချောင်းကိုတိုင်ပင်တော့ဥပါက ငါဟာဒီကလေးရိအမေနဲ့အကြောင်းစပါကလေးကအလေးအပေးရင်းဆိုလို့ငါပိတ်သားတော့မမခဲ့ဘူးဘူးကွာဒီအလောက်ဟာအစားရအချောင်ဆုံးပဲအခုငါနေတာကိုကြည့်လေဘာမှမလုပ်ပင်းတယ်စားနေနိုင်တာပဲဒါကတော့မတရားရတဲ့စီးပွားဆိုတာငါလည်းအသိသားပဲငါတယောက်တည်းမဟုတ်ပါဘူးရက်တိရွာတိပေါ့အရေးအကြီးဆုံးကစားဖို့ဝတ်ဖို့နဲ့နေဖို့ထိုင်ဖို့ပဲမဟုတ်လားဒါရင်ပြည့်စုံဖို့ထက် ဘာများအေးထားစရာလိုသေးတယ်လဲတချို့ခိုးစားတိုက်စားလူစားနဲ့ရှာစားနေကြတာထက်စားရင် တို့လိန်စားတယ်ဆိုတော့ကသူတို့သဘောတူလို့အလိန်ခံရတာငရေကြီးစရာကိုလိုသေးတလားကွာဘာတွေပေးမယ်ညာတွေပေးမယ်ဆိုပြီးလိန်စားတာလည်းမဟုတ်သူတို့စိတ်နဲ့သူတို့ကိုသူတို့လိုချင်လို့လာပြီးထိုးကြလောင်းကြတာပဲသူတို့ကနိုင်ရင်လဲယူတော့မှာပဲမတရားဘူးလို့ဘယ်သူပြောနိုင်တယ်လဲကွာဒါလည်း ဝရိယနဲ့တတိနဲ့အသက်နဲ့ရင်းယူရတဲ့ဥစ္စာပဲမြင့်စင်စားကြည့်လေငါကငါလို့အေးအေးဆေးဆေးနေစေချင်လို့ဒီလိုပြောနေတာဒီလိုလူမိုက်တွေရဲ့ငွေကိုတို့လိုလူမျိုးကမှမယူရင်ဘယ်သူကယူမလဲလိမ်မာတဲ့လူဆိုရင်တို့လောက်တဲ့နေရာကိုအဝေးကြီးကနေရှောင်ပေါ်ပါပေါ့လူမိုက်စီကငွေကိုလိမ်ယူလို့ငရဲမကြီးပါဘူးကွာလူလိမ်မာရဲ့ငွေကိုသာမလိမ်ပါနဲ့ငါပြောတာမင်းတိတိချာချာစဉ်းစားကြည့်စမ်းပါ မဟုတ်ဘူးလားလို့ငါပြောနေတာကလူမိုက်ကိုပြောတာလူမိုက်ကိုလိမ့်ရင်ငရေမကြည့်ဘူးဒီလိုလူမိုက်ရှိလို့လဲတို့စားနေရတာလူမိုက်ကလှုပ်ကြွေးတာလို့ကိုထွန်းတင်ကိုဆက်နှစ်ပွဲတရားကောင်းကောင်းခေါ်လိုက်တယ်။ဥပါဟောတဲ့တရားကို ကိုထွန်းတင်ကအင်မတန်သဘောကျသွားတယ်။ဟုတ်ပြီသားပဲ။လူလိမ္မာဆိုရင်ကစားဝိုင်းအနာဘေးကပ်မလဲ။လူမိုက်ပို့တာလောဘစောတိုက်ပြီးလာကြပါပဲလို့တွေးမိတယ်။ အိမ်ပြန်ရောက်တော့လဲအိမ်မပြောဘူးဥပါပြောတဲ့အလုပ်ကိုတွေးပြီးမျက်စိကျနေတယ်ငါကလေပဲလှုပ်တက်တယ်မလှုပ်တာလဲကြားပြီးဇရက်ဖြူရွာကိုပြန်ပြီးလေလှုပ်ဖို့ဆိုတာကလေဥပေါ်လာတော့ဇနီးမောင်နှံကခွဲလွန်သွားကြပြီဆိုတော့မဖြစ်နိုင်တော့ဘူးဥပါစီမှာဒီအလုပ်ကိုငါတက်အောင်တင်မယ်ဒီအလုပ်နဲ့ပဲကောင်းပါတယ်မနဲ့တော့နီးနာခံမယ်လို့ဆုံးဖြတ်ပြီးပြောအောင်အိတ်လိုက်ရော နောက်တနေ့မနေ့တော့ကိုထွန်းတင်ဟာသမီးကလေးကိုချီပြီးဥပါစီကိုယောက်လာပြန်နေမင်းကွာငါနဲ့စောစောကများတွေ့ရင်ဘယ်ဒီလိုနေရပါမလဲဒီအလုပ်မျိုးဆိုတာကမြန်မာပြည်တဝန်းလုံးကိုတွားနေရလားငါတော့မရောက်တဲ့နေမရောက်တဲ့အရရဲ့လို့မရှိဘူးနေလေးရက်ကိုအနှံ့ရောက်တော့ဘဟုတုတာလေးတိုးတယ်အလုပ်ကလည်းဖြာပေါ်မှာလှုပ်ရတဲ့အလုပ်ကွာတက်သားတယ်ဖျားပွဲတို့ဖုန်ကြီးပြင်ပွဲတို့ဆိုရင်တော့ တို့ကအရင်သိနေတာကြီးပဲဘယ်လမှာဘယ်မျိုးကဘယ်ဖျားပွဲရဆိုတာကိုလည်းသိပြီးသားအလုတ်ကိုနားမလဲခင်ပွဲလန်းတပင်ရှိမယ်နေရာတွေကိုစုံစမ်းရတယ်စိတ်ကူးထုတ်ရတယ်လေအခုတော့မြန်မာပြည်မှာဇက်သမားဆိုရင်ငါမသိတဲ့ဇက်သမားရေလို့မရှိတလို့ပဲသူတို့ကိုပွဲဆက်မေးပြီးလိုက်တင်တာလိုက်ရတာပဲမင်းလောက်ဆာမှာတော့ငါလိုက်ပြီးအဆထွင်ပေးပါမယ်အခုမင်းကျင့်နေရမှာက၆လုံးအန်စာခေါ်တဲ့ ကောက်ကက်ကိုကျင့်ရမယ်။မင်းလိုချင်တဲ့အကောင်ပေါ်အောင်ဘယ်လိုခောက်ယူရလဲဆိုတာမင်းလေးကျင့်မှုကစနစ်ကျဖို့လိုတယ်။လူကိုလည်းအကဲခတ်တတ်ရတယ်။လိမ်မမသိအောင်လုပ်ရတာကမြန်တဲ့အပေါ်မှာမူတည်တယ်။မင်းမောင်းရှိရမယ်။မင်းသိရမယ်။ဒါအင်မတန်ကို အရေးကြီးတယ်။ဥပါဟာပြောရဆိုရင်အခန်းထဲဝင်သွားပြီးသူ့ပစ္စည်းကရိယာတွေကိုထုတ်လာတယ်။ပြီးတော့အန်စာတစ်ခုမှာမျက်နှာ၆ဖက်ရှိတယ်။ မျက်နှာတစ်ဖက်စီမှာကြာဒေါင်ယုံဝက်လိတ်ငါးဆိုတဲ့အယုတ်၆ယုတ်ဟောဒီအတိုင်းရှိတယ်။တချို့ဒေတာကြတော့အန်စာအယုတ်ချင်းမတူကြဘူး။နဂါ၊ဇော၊ညင်း၊စင်၊ပဇွန်ကြာအဲ့ဒီလိုလဲရှိကြတာပဲ။ဟုတ်ရှင်းပြသည်။နောက်ပြီးအန်စာသုံးလုံးကိုဇက်ကူချက်ပြားပေါ်တင်ပြီးတံဖြူနဲ့လှုပ်ထားတဲ့အမြင့်တစ်မိုက်လောက်ရှိတဲ့ ဝိုင်းနေတဲ့အဖုံးနဲ့အုပ်ပြီးအတံမြီအောင်ခောက်ပုံဖွင့်လိုက်တဲ့အခါမှာပေါ်လာတဲ့အယုတ်အတိုင်းယော်ရတဲ့ပုံဥပမာလက်ကိုထိုးထားလို့အန်စာကလက်နှကောင်ပေါ်လာရင်နဆယော်ရမယ်ပေါ့အန်စာမှာမပေါ်တဲ့အယုတ်တွေကိုအားလုံးစားရပုံအန်စာမှာပါတဲ့အယုတ်6ယုတ်ရေးထားတဲ့ဖျောင်းပိတ်ကားချက်ကိုပါခင်းပြပြီးအယုတ်အစားသဘောကိုတင်ပေးတယ်ကြည်တော်နဲ့ပဲအယုတ်အစားလုပ်ပုံကို ကိုထွန်းတင်ထိုင်ရကမထားပဲနားလေသွားတယ် အယောအစားကိုနားတဲ့သွားတော့ဥပါကခောက်ပုံခောက်နီးလိန်ပုံတိန်နီးတွေကိုလှက်တွေ့တင်ပြတယ်။လိန်နီးကဒီလိုကွာအခုဒီဖျောင်းပစိုးပေါ်ကအယုတ်တစ်ခုခုကိုမဲပြီးတစ်ခုတည်းထိုးသားကိုအမြဲထိုးအောင်လုပ်တော့မင်းဆိုတဲ့အခါကိုလိုချင်တဲ့အယုတ်ကိုအပေါ်မှာပေါ်အောင်ထားပြီးဒီအဖုံးနဲ့အောက်ကချက်ပြားကိုဖိပြီးခောက်တော့အထဲကအန်စာကမလုတ်တာမလိမ့်တာပဲအပေါ်မှာရှိတဲ့အယုတ်တစ်ခုတည်းကိုထပ်ခါထပ်ခါပေါ်ရော့ အဲ့ဒီတော့ထိုးတဲ့သူကဒီအယုတ်အပေါ်များမှန်းသိပြီးတော့ဖိပြီးထိုးရောတခါတခါအယောပေးလိုက်ပြီးထိုးတဲ့သူကလောဘတကြီးနဲ့ပုံအော်ထိုးလာတဲ့အခါမှာလက်ကိုမဖိပဲခောက်လိုက်တော့အန်စာကအပေါ်ဖုံးနဲ့လွတ်ထွက်သွားပြီးလိမ့်ချင်ရလိမ့်သွားရောဒီတော့အော်ထိုးထားတဲ့အပုံကြီးကိုအဆုလိုက်အပုံလိုက်စားရတော့တာပေါ့လူကိုလည်းအကဲခတ်ရတယ်တချို့ကြတော့တစ်ချက်တစ်ချက်ခမများများထိုးပြီးအယောရတာနဲ့မထိုးပဲထထသွားရောအဲ့လိုမျိုးကြတော့ ဒိုင်ကငွေပါပါသွားတတ်တယ်။သုံးလေးခါလောက်ဆက်ပြီးထိုးလိုက်ရင်တော့သုံးလေးချိန်ဆက်ပြီးအနိုင်ပေးလိုက်ပြီးပိုင်လောက်တဲ့အခါမှတစ်ခါစားနှစ်ခါစားဆက်စားနောက်တစ်ခါသူ့မဲနေတဲ့အကွက်ကိုပြန်ပေးလိုက်ရောလိုက်အောင်တစ်ခါဆက်ပြီးသုံးလေးခါလောက်ဆက်တိုက်စားတစ်ခါပြန်ယူဆွဲလိုက်တွန်းလိုက်ဆိုတော့သူ့လဲမထဖြစ်ဘူးပါတာလဲကုံမန်းမတိကုံပြီးဂျန်ရစ်ခဲရောဒီလိုလူမျိုးဟာနောက်ညကြတော့လေငွေရှာပြီးလာသေးတာပဲ အဲ့ဒါလိမ့်နေနေပဲအင်္ဂလောင်ခောက်တဲ့ကောက်ကက်အလုံးဆိုတာကဒိုင်ကတပန်းတာပြီးသားပဲနောက်တော့မင်းငါထက်တော့ပိုနားလေသွားမှာပါဥပါတင်ပေးလိုက်တဲ့အင်္ဂလုံပညာကိုတနေကုန်တနေခန့်သူ့အခန်းထဲမှာကိုထွန်းတင်လေ့ကျင့်နေတာရက်တွေတော်တော်တောင်ကြာသွားပြီမညောင်းနိုင်မညာနိုင်ပဲတထိုင်နဲ့ထိုင်ပြီးသူ့လုံငန်းအပေါ်မှာဝရိယကြီးကြီးစိတ်ရှိရှိနဲ့ကြည့်နေခဲ့တာအန်ကက် MP အန်ကူအန်လင်း ကွက်ချက်ကွက်ကျော်ကွက်ပြက်စသဖြင့်တမျိုးပြီးတမျိုးတစ်ခုပြီးတစ်ခုပညာတွေတိုးတိုးလာတယ်လေသမီးကလေးကအဖေဒါပါရုပ်တာရဲ့လို့မပီကလာပီကလာမေးတဲ့အခါမျိုးကြတော့သူ့ရှင်ထဲမှာအောင့်သွားပြီမဲ့ဒါသမီးဖို့အဖေပတ်စံတွေအများကြီးရောက်အောင်လုပ်နေတာပေါ့သမီးရဲ့ပတ်စံတွေရတော့သမီးဖို့မဟုတ်တွေအင်ကြီးကလေးတွေထမိန်ကလေးတွေအများကြီးဝေပေးမှာပေါ့သမီးရဲ့လို့သမီးကိုနားလေအောင်သူပြောပြတယ် တမနစ်တော့ကိုထွန်းတင်အိမ်ကိုဥပါရောက်လာပြီးဖြူအနောက်ဖက်တောင်မျိုးပေါ်ကမြသိမ့်တဲ့ဖျားပွဲကြီးနေပြီဒီဖျားပွဲမျိုးဟာဆက်နှပွဲသမားတွေရဲ့စัจချက်ပဲငါလည်းအရင်တုန်းကတမိုးတနေစားကိုဒီဖျားပွဲကနေရှာယူခဲ့ရတာပဲမင်းအသက်သာလောက်ထားပတ်စံအကျွေအနှုတ်လဲ90ဖိုးလောက်ရှာထားအောင်လို့ပြောတယ်မြသိမ့်တဲ့ဖျားပွဲမှာကိုထွန်းတင်ကိုစပြီးပွဲထုတ်တာဖြစ်လို့မိုးဝမရေဖြစ်မနေရအောင်သူပါလိုက်မယ်လို့သဘောတူထားတယ် တမီးလေးမခင်သူကိုလေသူ့အိမ်မှာပဲသူ့တမီးတွေနဲ့ထားခဲ့ဖို့ဥပါကတိုက်တွန်းတယ်။ဒါပေမဲ့ကိုထွန်းတင်ကသူ့တမီးကိုဥပါအိမ်မှာမထားရခဲ့ဘူး။မမြင်ခွေရမှာခလေးကြီးကနှိမ့်ဆက်မဆိုးတယ်။ဒါကြောင့်ကျွန်တော်နဲ့ပဲအတူတူခေါ်သွားပါမယ်။တမီးကိုမခွဲဘူး။ကျွန်တော်မရှိရင်မဖြစ်ဘူးလို့ကာကွယ်ပြီးပြောလိုက်တယ်။ဒီတော့ဥပါကခလေးကငယ်လွန်းသေးတဲ့အတွက်အဝတ်အစားဆောင်းခအစားလုံလောက်အောင်ယူသွားဖို့အကြံပေးရပြန်တယ်။ ဖျားပွဲတော်ရဲ့ရောက်ကြောကိုထွန်းတင်ဟာမခွဲရနိုင်တဲ့သမီးကလေးကိုပခုံးပေါ်မှာထမ်းပြီးမိတစ်ဖက်ကပစ္စည်းကရိယာတွေထည့်ထားတဲ့လွေအိတ်ကြီးကိုလွှဲပြီးဥပါတို့အင်ကိုရောက်လာတယ်။ဥပါကလည်းကိုထွန်းတင်ကိုမြင်တာနဲ့သူ့ကရိယာတန်စာပလာတွေပါတဲ့လွေအိတ်ကိုကောက်လွေပြီးအင်ဘောကဆင်းလာတယ်။နောက်ပြီးနှစ်ယောက်သားဘုရားယုံကိုသွားကြတယ်။ဘုရားရောက်လို့မိယထားပေါ်တက်ပြီလို့မကြခင်မှာပဲမိယထားကဆတ်ထွက်ရုံမိယထားဆတ်ထွက်တော့ ူညောင်လေးပင်စေးရုံကထွက်ပြေးပြီးမိရထားစီးခဲ့ရတာကိုသွားတရရယ်လူကြီးမမဖြစ်နေတဲ့သူဟာအခုအသက်ရွယ်မှာစဉ်းစားနိုင်တဲ့အခြေခံ အသင့်အသင့်ရှိနေပြီဖြစ်တာကြောင့်သူ့အကြောင်းကိုလည်းသူပြန်ပြီးစဉ်းစားကြည့်လေငါမှာအခုလက်ရှိငွေရင်းကလေးနဲ့အရာအဝယ်တစ်ခုခုလုပ်မယ်ဆိုရင်ဖြစ်နိုင်တဲ့တတိတော်ရှိပါရဲ့ဒါပေမဲ့အဲ့ဒီအလုပ်မျိုးကိုငါကနားမလဲနားလေတဲ့မောက်ဝင်းမြစ်ကသာငါဘဝတစ်လျှောက်လုံးကိုရှေ့ဆောင်နိုင်တဲ့သူဖြစ်တယ် သူနဲ့လည်းခဏကလေးတွေ့ခဲ့ရပြီးငါဘဝတစ်ခုလုံးကိုယူကျုံမရအောင်လုပ်သွားတယ်။ငါတက်တဲ့အလုပ်ကလည်းမလအားကိုမှုထမ်းရပိုးရတဲ့ကူလီအလုပ်။လေသမား၊ကိုင်းသမား၊ငါရှာဖားရှာတဲ့တငါအလုပ်။ငါကပေပေတေတေနဲ့လောကရန်ကိုတက်တက်လုံးကျုံခံနိုင်ပေမဲ့လူမမဲသမီးကလေးကကျုံဝဲရအစ်စ်ပါပြီးတက်တက်ဒုက္ခကြီးတစ်ခုခံနေရရှာမယ်။ငါကလည်းဒီသမီးတန်ရုံစင်ကိုမဖြစ်နိုင်။အခုဥပါနဲ့လုံရတဲ့အလုပ်ပါလေ။ တမအာဇီဝအလုပ်မဟုတ်ဘူးမကောင်းမလဲငါသိတယ်ဥပါကလည်းမကောင်းဘူးလို့ပြောသားပဲဒါပေမဲ့ငါဘာတတ်နိုင်တလေအခုနေလူကောင်းသူကောင်းတယောက်ကသာငါ့ကိုအရှိဆုံးသွားနိုင်ရင်တော့ငါဟာလူကောင်းတယောက်ဖြစ်ရမှာအမှန်ပဲလို့တွေးတောစဉ်းစားမိပြီးယထာကြီးတေးဆောင်ရကိုလိုက်ခဲ့တာတနာရီခွဲလောက်ကြတော့ဖြူဘူတာကိုရောက်တာပဲဖြူရောက်တော့ကိုထွန်းတင်ကသမီးလေးကိုပခုံးပေါ်ထန်း ဥပါကနှယောက်စလုံးရဲ့လွယ်အိတ်တွေကိုလွှဲပြီးညသိန်းတင်ဖျားပွဲကျင်းပတဲ့သုံးပိုင်းလောက်ခရီးကိုခြေချင်းလျှောက်ကြတယ်။ပွဲခင်းရောက်တဲ့အခါကိုထွန်းတင်ကလူတစ်ဖြစ်လို့နားမလဲဘူး။ဒါကြောင့်ဥပါကပဲသူ့အလုတ်လုပ်ရမယ့်နေရာနှစ်ခွက်ကိုရွေးပြီးတွဲယူထားလိုက်တယ်။ပြီးတော့ကစားသမားတွေရဲ့ထုံးစံအတိုင်း nation passion ကိုပုံနဲ့ကြက်ဥတင်မြောက်ပသကြပြီးစောသေးတာနဲ့ကိုထွန်းတင်ကသမီးကလေးနဲ့ပွဲခင်းတစ်ပတ်လောက်လှည့်ကြည့်တယ်လေ။ သူတို့ရောက်တဲ့နေ့မှာဖယားလူကြီးတွေကစိန်လံပူဇက်နဲ့ရွှေပူတောင်းရွက်သေးကိုအပြိုင်တွင်းချလာကိုနင်းနေမောင်လာတော့လူတွေကတပြေးပြေးများလာပြီးတကွင်းလုံးစီစီကားကားဖြစ်လာတယ်။ဒီတော့မှကိုထွန်းတင်ကသမီးလေးကိုပခုံးပေါ်ထမ်းပြီးအလုတ်လုတ်မဲ့နေရာကိုပြန်လာတယ်။ဥပါကတော့လက်ဆွဲတက်မီတလုံးကိုတညတကြက်နဲ့ငါပြေးမီးထွန်းဖို့ပြင်နေပြီ။ကစားဝိုင်းလုတ်ဖို့ချပေးတဲ့နေရာဟာဝဲခင်းနဲ့မဝေးလာဘူး။ ဒီတော့မကြာခဏဆိုတလို့ကစားမဲ့လူတွေကလာလာအကဲခတ်ကြည့်ကြတယ်။ဖယားလူကြီးတွေကလည်းဖဲနဲ့အနီထောက်တာကလွဲရင်ဘာပဲကစားကစားခွင့်ပြုထားတယ်။ဥပါကထုံးပြတဲ့ဓမီကိုသူတို့နှစ်ယောက်ကြားကခွေးချီခုံပေါ်မှာတင်လိုက်တယ်။လင်းလင်းချင်းချင်းဖြစ်သွားတာနဲ့သူတို့နှစ်ယောက်စလုံးဖျောင်းပစူကတ်ချက်ကြီးတွေကိုခင်းပြီးအကျွေးအနှုတ်တွေကိုရှေ့မှာပုံချတယ်။ကစားဖို့အသင့်ပြင်ကြပြီပေါ့။အင်းလွေကုန်းအိမ်မာတို့ကဥပါတင်ပေးထားတဲ့အတိုင်း ကိုထွန်းတင်ပွဲဥထွက်ကစားမဲ့သူတွေကိုဖိတ်ကြားပုံကတော့ကဲကဲကဲလာကြလာကြလန်ထန်းလာတာကိုမြင်နိုင်တယ်ကန်ထန်းလာတာကိုမမြင်နိုင်ဘူးရက်ကြည့်လို့တော့အမျက်မရှိဘူးထိုးကြည့်ပါမအကျိုးတည်မယ်အကျိုးလည်းရှိမယ်တဲ့ဒီလိုကိုထွန်းတင်ကအာစရိယဥပါတင်ကြားထားတယ်လို့ခေါ်လိုက်တော့သူ့ရှိကဖျက်ရှောက်သွားကြတဲ့လူတွေထဲကလူ၃၄ယောက်ကရက်ပြေးမူးစေမစင်းနဲ့ပဲစီတချို့ကိုသူတို့ကြိုက်တဲ့အယုတ်ပေါ်မှာပစ်ချကြတယ် ဒီအခါမှာကိုထွန်းတင်ကတိုက်တာထိုးပါမတိုက်တာဒိုင်ဖို့ထားပါလို့ထပ်ပြီးအတန်းပေးလိုက်တယ်။ဒီတော့နောက်ထပ်လူသုံးနှစ်ယောက်ကပါဝင်လာပြီးသူတို့ကြိုက်တဲ့အကွက်ပေါ်ကိုမူးစိမက်စေတွေပြချပြန်နေ။အနှုတ်တွေတော်တော်များများကားချက်ပေါ်မှာပုံနေတော့ဒါရီများအယောပေးလိုက်ရရင်ဆိုတဲ့စိုးရိမ်စိတ်ကဝင်လာတယ်။ဒါပေမဲ့ဟန်ကောင်းရမယ်။မင်းတရမယ်ဆိုတဲ့ဆရာဩဝါရအတိုင်းသူစိတ်ပူရာကိုအပြင်လူတွေမသိအောင်ဟန်လုံးပြေး ကဲကဲကဲပြီးပြီလားဖွင့်မယ်လက်ရှာလို့ဆိုပြီးဖွင့်လိုက်တယ်ဒီရင်အန်စာကငါးသုံးကောင်ပေါ်နေတာကနေတခြားတစ်ခွက်ကအနှုတ်တွေကို အားလုံးစားပြီးငါးရုပ်ပေါ်ထိုးထားတဲ့ပေးစစ်ကလေးတစ်စီပေါ်ကသာသုံးပေးယူလိုက်တယ်ယောစရာစားစရာရှင်းသွားတော့ကိုထွန်းတင်ကသူပထမဦးဆုံးဖွင့်လိုက်တဲ့ငါးကိုတနင်္လာနံငွေလို့အတိတ်ောက်ပြီးရလိုက်တဲ့ငွေ၃ချက်၆မူကိုကြည့်ရင်ဒီတသက်တော့ဒီအလောက်ကဟန်ကြပြီလို့ဝမ်းသာသွားတယ် နောက်ဥပါဖက်ကိုလှည့်ကြည့်လိုက်တော့ဥပါရဲ့အမှုအရာကဒါမျိုးတော့ယူနေပြီဆိုတဲ့သဘောဘာမှမထူချပဲအေးအေးဆေးဆေးကစားနေတာကိုတွေ့တယ်။သူအင်္ဂလုံခောက်ကက်ကိုအသက်မြေအောင်ကိုထွန်းတင်ကခောက်လိုက်ပြန်တယ်။ဒီအခါတော့ပထမအကြိမ်ချက်ဘူးစိမှတ်စိပေးစိတွေပုံများတယ်။မိုးရွာချတယ်လို့တော်တော်နဲ့ကိုမပြီးနိုင်အောင်တပေါက်ပေါက်ကြာနေတယ်။ထိုးသားရဲ့အလိုကိုလှိုက်ရတဲ့အတိုင်းစောင့်ကြည့်နေရတယ်။သူစိတ်ကတော့တိတ်အေးလာဘူး။ အတိုက်များပြီးရောများရောလိုက်ရရင်ဆိုတဲ့စိုးရိမ်စိတ်ကပေါ်လာသေးတာပဲစုံချေလိုက်ပါနတ်စင်ပေးခဲ့ကြတဲ့သူတူတယောက်ချင်းစီကို22ပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာ ဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါအောင်ရှင် channel ကို like and subscribe လုပ်ကြဖို့လည်းမမေ့ကြပါနဲ့နော်